ခုကျမ်းပိုင်းကတော့ထွံ့မြောက်ရာချံခန်းကြီး29ဖြစ်ပါတယ်။အခန်းကြီး29အငယ်7မှ8တဏီကအလျား9000အနံ9000ရှိပြီစတူရန်4000ဖြစ်သောရစ်ပလင်ကိုအကာရှသားနှင့်လုပ်ရမည်။အမြင့်လဲ3000ရှိရမည်။ရစ်ပလင်4000အပေါ်မှာဥဂျိုလေးချောင်းကိုအကာရှသားနှင့်လုပ်၍ခြေဝါနှင့်မွမ်းမံရမည်။ ပြာခံစရာအိုးနဲ့တကွာတူရင်းပြအင်းတုံအမဲသာချိတ်လင်ပန်းအဆရှိသော ရစ်ပလင်နှင့်ဆိုင်သောတစားရှိသမျှတို့ကိုခြေဝါနှင့်လောက်ရမည်ခြေဝါစကားကို၎င်းစကားလေးတုံအပေါ်မှာခြေဝါလေးခွင်းကို၎င်းလှုပ်ပြီးလင်ရစ်ပလင်ကပန်းအောက်အလယ်၌ထားရမည်ရစ်ပလင်ထမ်းစရာအကာရှသား တပိုးတို့ကိုလှုပ်၍ခြေဝါနှင့်မိုးမှန်ပြီးမှရစ်ပလင်ကိုထမ်းเสียဖို့တဖက်တစ်ချက်ခွင်းများ၌ရှူထားရမည်။တောင်ပေါ်မှတင့်အားပြသည့်အတိုင်ထိုရစ်ပလင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းကပြင်ပြားနှင့်လှုပ်ရမည်။အငယ်ကူမစကူတဲရဝင်းကာယံမူကားအလျံအတောင်တရာရှိသောပိတ်ချောနှင့် တောင်ပင်၌ကလကာကိုလုပ်ရမည်ထိုကလကာဘုတိုင်း20တိုင်းခြေစွတ်20ကိုခြေဝါနှင့်လုပ်၍တိုင်းတစုတိုင်းတန်းတို့ကိုငွေဖြင့်ပြီးစေရမည်ထိုနည်းတူမြောက်ဖက်၌ကာယံအလျံအတောင်တရာရှိသော ကလကာနှင့်တကွာငွေတစုငွေတန်းပါသောခြေဝါတိုင်း20ခြေဝါခြေစွတ်20ရှိရမည်ဝင်းအနောက်ဖက် အနံ၌ကာယံအလျားအတောင်90ရှိသော ကလကာနှင့်တကွာတိုင်း30ခြေစွတ်30ရှိရမည်ဝင်းရှိဘက်၌လည်းအနံအတောင်90ရှိရမည်တကားဝတစ်ဖက်ချက်၌ကာယံအလျား15တောင်ရှိသောကလကာနှင့်တကွာတိုင်း3တိုင်းခြေစွတ်3ခုရှိရမည်ဝင်းတကားဝ၌ကာယံပြာသောထေမောင်းသောထေညီသောထေ ပိတ်ချောဖြင့်ပြည့်၍ခြေလေသောကလကအတောင်20နှင့်တကွာတိုင်လေးတိုင်ခြေစွ၄ခုရှိရမည်ဝင်းပလေ၌တိုင်ရှိသမျှတို့သည်ငွေတစုငွေတန်းခြေဝါခြေစွနှင့် ပြည့်စုံရမည်ဝင်းသည်အလျံအတောင်တရာအနံ90အမြင့်9000ရှိ၍ပိတ်ချောနှင့်ခြေဝါခြေစွဖြင့်ပြည့်ရမည်အမှုတော်ထမ်းဖို့တဲတော်အတုံးဆောင်ရှိသမျှကို၎င်း တဲတော်တန်တင်ဝင်းနှင့်ဆိုင်သောတန်တင်ရှိသည်မြတ်ကို၎င်းကြီးဝါနှင့်လုပ်ရမည်အငယ်20မှ27ပရိသတ်စည်းဝေးရာတဲတော်တွင်တက်တီခံချက်ထားရာအရက်ကိုကာသောကလကာပြင်းမှမိခုံ၌အစင်မပြတ်မိထွန်းเสียဖို့တန်လွင်သည်ကို ထောင်း၍ယူသောတန်လွင်စီစစ်ကို ဤဒေလမျိုးသားတို့သည် ဆောင်ခဲ့ရကြမည်အကြောင်းဆင့်ဆိုလောအာယုန်နှင့် သူဤသားတို့သည်ညာဦးမှသည်နန်နှင့်တိုင်အောင်ဒါဝရဖျားရှိတော်၌ထိုအမှုကိုစီရင်ရမည်ဤဒေလအမျိုးတို့သည်တန်းအစဉ်အဆက်ဆောင်ရသောပညာတော်ဖြစ်သည်โอเคเราจะไปเราเปลี่ยนสีชัดบ๊ายบาย